hello ဒီချေကဒီချေသစင်ဦးပါဒီနေ့ဒီချေတို့က grade 1အင်္ဂလိပ်စာကိုစပြီးတော့လေ့လာကြမယ်နော် grade 1အင်္ဂလိပ်စာ unit 1 my friends my friends ဆိုတာကကျွန်တော်ရဲ့တငယ်ချင်းများကျွန်တော်ရဲ့တငယ်ချင်းများအကြောင်းကိုဒီ unit မှာလေ့လာကြရမယ်တဲ့ lessons 1 lessons 1 abc song lesson 1မှာ abc နဲ့ရင်းနှီးအောင်သူကတခြင်းလေးနဲ့မိတ်ဆက်ပေးတဲ့အခန်းလေးဖြစ်တယ်အဲ abc ဒီမှာမှာစလုံးအကြီးလေးတွေပေါ့နော်ကဲအဲ့ဒါဆိုရှင်တခြင်းနဲ့အတူတစ်ခေါက်လောက်လိုက်စုကြည့်မယ်နော် a b c d e G H I J, K L M N O B Q R S T U V W X Y Z เกตเชนลูมยุดสูจิเมดีตะคาจ้ะร no a b c d e f g h i j k l m n o b q r s t u v w h y n z now i know my abc's Everybody sings ယ်ရမလားရမနော်ဒါဆိုရင်ဒီချေတို့ now lessons တကူကိုဆက်သွားမယ် now lessons မှာကြတော့ ABC ဆောင်းမယ်ဒါပေမဲ့ ABCD တွေကစလုံးအသေးလေးဖြစ်သွားပြီနော်စလုံးအသေးလေးဖြစ်သွားပြီကဲဒီချေတို့အာတချင်းလေးနောက်တစ်ခေါက်ဆိုကြည့်မယ်နော်ဒီချင်းနဲ့အတူတူ live ဆိုမယ် A B C D E F G H I J K L M N O P Q R S T U V W X Y and Z Now I know my ABCs everybody sing with me အဲအဲ့ဒါဆိုလို့ရှိရင်စွတ်တက်ပြီလား ရမယ်နော်အဆိုရှင်တချေတို့နောက်တစ်ခါတွားကြည့်မယ်နောက်တစ်ခါမှကနှုတ်ဆက်ကြမယ်နော်အာဒါတို့တမီတို့အเจ้าမှာတောင်းတောင်းတွေးတဲ့ခါကြလို့ရှိရင်ဘယ်လိုနှုတ်ဆက်ကြလဲဟယ်လိုအဲဟုတ်တယ်နော်ကဲဒီမှာတချေအဲတစ်ခေါက်ဆိုပြမယ်လိုက်ဆိုကြည့်မယ်နော်ဟယ်လိုဟယ်လို I'm AA I'm AA อีอีบา I'm ton ton I'm ton ton งากาทนๆบา Nice to meet you Nice to meet you ตุยาราวันตาบาเร Nice to meet you Nice to meet you တွေ့ရတာဝမ်းသာပါတယ်ဒါကတငယ်ချင်းတွေเนาะသားတို့သမီးတို့အချင်းချင်းတွေ့တဲ့အခါကြာလို့ရှိရင် အဲနှုတ်ဆက်ရမယ်အဆင့်ကလေးတွေပေါ့နော်ပရမအဆင့် hello နှုတ်ဆက်ပင်နောက်တစ်ဆင့်ကိုယ့်နာမည်ကိုပြောမယ်နောက်တစ်ဆင့်တွေ့ရတာဝမ်းသာပါတယ်အဲအဲ့လိုမျိုးပြောမှာနော်ကဲ resolution အောက်ကသူပေးထားတဲ့နမူနာစာချောင်းလေးကိုဆရာမဆိုပြမယ်နောက်ကလေး like ဆိုကြည့်မယ်နော် hello i'm jojo nice to meet you hello i'm jojo nice to meet you Hello ငါကကြွကြပါတွေ့ရတာဝမ်းသာပါတယ်ဒါကသူကကြွကြမလို့ကြွကြပါလို့သူပြောတာဒီဘက်ကမိုးမိုးကသူကပြန်ပြောမယ် Hello I Momo Nice to meet you Hello I Momo Nice to meet you ဟယ်လိုငါကမမိုးပါ တွေ့ရတာဝမ်းတာပါတယ်တဲ့ဒါကသူတို့နာမည်ကိုအာကြွကြော်ရလဲကြွကြော်မလို့ကြွကြော်လို့ပြောတာမမိုးကလည်းမမိုးမလို့မမိုးလို့ပြောတာဒါဆိုကလေးတို့ကရောဒါတို့သမီးတို့ကကိုယ့်ရဲ့နာမည်လေးကိုစာထိုးပြီးတော့အာပြောကြည့်မယ်နော်ကဲနောက်တစ်ပတ်မှပြန်တွေ့မယ်